စစ်ပြီးခဲ့ပြိပခအရှုပ်ထွေးကြကတမတော်တဲ့ပေါ်ပေါလာပုံကြောင့်မေရီကလဟန်သုံးသက်ထားတာကိုတင်ပြရမှာစဉ်စစ်ပြီးရင်မြမပြည်မှာဘလို့စစ်တပ်မျိုးတည်ထောင်မယ်ဆိုတဲ့ကိစ္စမှာဒေါမတ်စမစ်ကောင်းဆောင်နဲ့အိန္ဒိယရောက်ကလိုနီအစိုးရနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ဟာအမြင်မတူကြပါဘူးဒေါမတ်စမစ်တို့အဖွဲ့ဟာကလိုနီကစ်ကပုံစံအတိုင်းတိုင်းသားလူမျိုးစုကိုအခြေခံတဲ့စစ်တပ်ကိုဖွဲ့စည်းလိုပါတယ်ချင်းကချင်းယောက်ျားကူညီနဲ့နေဆက်ဒေသကိုပြန်လည်သိမ်းပိုက်နိုင်တာမို့ဒီဒေသမှာ အင်္ဂလိပ်အရာရှိကြီးကြပ်တဲ့လူမျိုးစုတက်ကိုတည်ထောင်ပြီးမြန်မာပြည်မှာတော့ကရင်အိန္ဒိယနဲ့အင်္ဂလိပ်မြန်မာကပြားပါဝင်တဲ့လူမျိုးစုံတက်ကိုဒေါ်မတ်စပစ်တိုအဖွဲ့ကတည်ထောင်လိုပါတယ်။စစ်မြင့်မီကရှိခဲ့တဲ့ကိုလိုနီစစ်တပ်ကိုအသက်ပြန်သွင်းဖို့ရည်ရွယ်တာပါပဲ။ဒါပေမဲ့လက်တွေ့အခြေအနေဟာဒေါ်မတ်စမီရဲ့စီမံကိန်းနဲ့ကြားစီဖြစ်နေပါတယ်။မဟာမိတ်တပေါင်းစုချီတက်တက်ခိုက်သွားတဲ့စစ်ကြောင်းမှာကြန့်ရှိနေသေးတဲ့ဂျပန်အကျွမ်းကြံကိုအပြည့်ရှင်းပြီးကက်စပီအုတ်ချိုရီကိုကူညီဖို့တာဝန်ယူသူဟာ အင်္ဂလိပ်တပ်ဖွဲ့နဲ့ဗမာတပ်ဖွဲ့တွေဖြစ်နေပါတယ်။ဒီလိုပူးတဲ့တာဝန်ထမ်းဆောင်ရမှာအင်္ဂလိပ်နဲ့ဗမာတပ်ဖွဲ့စစ်ဆင်ညှိနှိုင်းပြီးလုက္ကန်ရတာရှိတယ်လို့အင်္ဂလိပ်ဘက်ကအနိုင်ကျင့်ပြီးဗမာစီကလက်နက်ကိုတိမ်းတော့တာမျိုးလည်းရှိပါတယ်။ဒီကိစ္စမျိုးဟာစစ်တနာပိကျောက်မောက်ပတန်ကိုစိတ်နှောက်ရှက်ဖြစ်စေပါတယ်။ဂျပန်ကိုတိုက်ရမှာဗမာလက်နက်ကင်အဖွဲ့ကကူညီနိုင်တယ်လို့မောက်ပတန်ကယုံကြည်ထားတယ်လို့တနေ့ကျရင်ဗမာတပ်ဖွဲ့ကိုဖျက်သိမ်းဖို့ဗမာကပဲသဘောတူလိမ့်မယ်လို့လည်းညှော်လင့်ထားပါတယ်။ ဒါပေမဲ့ဒေါ်မတ်စမစ်ရဲ့ကက်စပီဥထုပ်ရေးဖွဲ့ကတော့ဗမာတပ်ဖွဲ့ပြုတ်ကွဲပျက်စီးသွားတာကိုမြင်လို့ပါတယ်။ဗိုလ်ချုပ်အောင်ဆန်းတို့အဖွဲ့ကတော့ဘီယန်နေဗမာမျိုးသားတက်မတော်ဆက်လက်ရှင်သန်ကြီးဟာပထမဦးစားပေးဖြစ်ပါတယ်။ဗမာမျိုးသားတက်မတော်ဟာဂျပန်ကိုတော်လှန်တဲ့အခါမှာပြည်သူလူလက်ရေးတက်မတော်ဖြစ်လာပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး1999ခုနှစ်ထောက်တက်မတော်တမိုင်ဒုတိယတွဲမှာဖော်ပြထားတာကတော့မြမပြည်ကိုပြန်လည်သိမ့်ပိုက်ချိန်1945 ဂျွန်လနှောင်းပိုင်းမှာဒေါ်မတ်စမစ်ကကြံပေးကြရဗမာမျိုးချစ်တက်မတော်လို့တရားဝင်အမိပြောင်းချောင်းသိရပါတယ်မြမအနာကနိုင်ငံကြီးနဲ့စီးရေးကိစ္စမှာကက်စပီအုပ်ချုပ်ရေးနဲ့ဗိုလ်ချုပ်အောင်ဆန်းတို့ဖွယ်တရတလန်တန်တလန်ဖြစ်နေပါတယ်ဒါပေမဲ့စစ်အခြေအနေကြောင့်နှစ်ဖက်စလုံးမိမိရည်ရွယ်ချက်ကိုအကောင့်ထင်ပေါ်နိုင်သေးတဲ့အတွက်အပေးယူလို့ရကပေါ်ထွက်လာတဲ့အစီအစဉ်ရစစ်ပစ်ကတက်မတော်တက်ကိုဖွဲ့စည်းဖို့စစ်စင်နာဖြစ်ကြောင်းမေဒီကလန်ဟန်ကတုံ့တက်ပါတယ် ကက်စပီအုတ်ချိုရေကတစ်ဖက်ဗမာညွချစ်တက်မတော်ကတစ်ဖက်အခြေတင်ပြောနေတော့စစ်တနာပတိကျုပ်မောက်ပတန်ကဗမာတက်နဲ့တိုင်းသားတက်ဆိုပြီးစစ်တက်တစ်တက်ပါဝင်တဲ့အမြဲတမ်းတက်မတော်တစ်ကိုဖွဲ့စည်းဖို့တင်ပြလာပါပဲဒိုမီနီယန်ကိုပိုင်အုတ်ချိုရေမရသိမီကာလာမှာဒီတက်မတော်တစ်ကိုအင်္ဂလိပ်စင်မင်းကြီးလက်အောက်မှာထားရမယ်လို့ဆိုပါတယ်ဗမာစစ်ဘိုလ်စစ်သားကပါဝင်တဲ့ဗမာတက်ကိုဗမာလူမျိုးဖြစ်တဲ့ဒုတိယစင်မင်းကြီးကအုတ်ချုပ်ပြီးတိုင်းသားလူမျိုးစုတက်ကိုတော့ တိုင်းရင်းသားဖြစ်သူဒုတိယစစ်မင်းကြီးကအုပ်ချုပ်ဖို့ဖြစ်ပါတယ်။လူမျိုးကိုအခြေခံပြီးခေါ်ချထားတဲ့စစ်တပ်နှစ်တပ်ပါဝင်တဲ့တပ်မတော်တဲ့တီထောင်မဲ့ကိအစီအစဉ်ကို KSP အုပ်ချုပ်ရေးအဖွဲ့ဗြိတိရှားစစ်တပ်ဗမာမျိုးချစ်တပ်မတော်နဲ့ဖဆပလအဖွဲ့တို့ကလက်ခံကြပါတယ်။ဗမာတရင်လေးရင်ကချင်ချင်းနဲ့ကရင်တရင်နှစ်ရင်းစီအတီးတီးတီထောင်ကြဖို့ဗိုလ်ချုပ်အောင်ဆန်းတို့ဘက်ကသဘောတူပါတယ်။တရင်ညာကိုလူမျိုးအလိုက်ပြီးချဖွဲ့စီရန်ဆိုလိုဒီမှာ ဗမာကိုဗမာတရင်တို့ကရင်များကိုကရင်တရင်တို့တို့သွင်း၍ဖွဲ့စည်းရစသဖြင့်1945ခုနှစ်ဇူလိုင်လ10ရက်နေ့ရက်စပ်ပါဘူဂျိုအောက်ဆန်တပြတဲ့စာတန်းကို1995ထုတ်တမတော်တမိုင်းတရတွေစာမျက်နှာ47မှာဖော်ပြထားတာကိုတွေ့ရပါတယ်ဒီလိုအသွင်မတူအစင်လာမတူဥတီကြံမတူတဲ့လူမျိုးအခြေခံတဲ့စစ်တပ်နှစ်တပ်ကိုစစ်ပြီးခဲ့တမတော်တစ်ထဲထဲဖို့စီစဉ်တာဟာမဖြစ်ဖြစ်အောင်ဆက်ဟပ်ပြီး နိုင်ငံရေးအရာအဖြေရှာတဲ့ရေတိုးအစီအစဉ်သားဖြစ်ပြီးတမယ်ရုတ်ကြပုံမှန်စစ်တဲ့ဖွဲ့စည်းပုံမျိုးမဟုတ်ပါဘူးလေရုတ်တရက်ပေါက်ကွင်းနိုင်တဲ့အခြေအနေကိုရှောင်တဲ့သဘောနဲ့ရေတိုးကိုကြည့်ပြီးစစ်တဲ့နှစ်တက်ကိုပေါက်ဆက်ဖို့စီစဉ်တာပါရေတိုးနိုင်ငံရေးအစီအစဉ်ရဖွဲ့စည်းထားတဲ့တက်မလို့ဟာစစ်ပြေးခင်မှာနိုင်ငံရေးပြိုင်ဆိုင်မှုအပြင်းထန်ဆုံးနေရာဖြစ်လာတယ်လို့မေဒီကလဟန်ကသုံးသပ်ပါတယ်လူမျိုးအခြေခံနဲ့စစ်တဲ့ဖွဲ့စည်းပုံဟာရေရှိမှာတက်မလို့ကိုရောတိုင်းပြည်ကိုရောဒုက္ခပြလာတာတွေ့ရပါတယ် ဗမာတက်နဲ့တိုင်းသားတက်ကိုပူးပေါင်းဖို့ရွေထားပေမယ်1945ဩဂတ်လမှာလောင်ရန်သူဂျပန်နဲ့နဲ့ချတဲ့အခါမှာဗမာမျိုးချစ်တက်မတော်အတွက်စိုးရင်စရာဖြစ်လာပါလေမျိုးချစ်ဗမာတက်မတော်ကိုချက်သိမ်းတော့မယ်ဆိုတော့ကောလာဟာလသတင်းပြန့်နှံ့လာပါလေဒါကြောင့်ဩဂတ်လ12ရက်နေ့မှာရန်ကုန်မြို့မှာကျင်းပတဲ့တမူးများအစည်းအဝေးမှာမျိုးချစ်ဗမာတက်မတော်တက်သားများကိုတက်ဖွဲ့လိုက်တက်မတော်အစ်မပါဝင်ခွင့်ပြုဖို့တက်မတော်ရဲ့ကြိုးရိုးအဖြစ်သဘောထားပြီးတိုင်းသားတွေကိုပါဝင်ခွင့်ပြုဖို့ ထမဆုံးအကျဉ်တောင်းဆိုလာပါတယ်ဒီကိစ္စကိုနေသူရဲ့ညီလာခံမှာအတည်ပြုပါတယ်ဖဆပလာနဲ့ဗမာမျိုးချစ်တက်မလို့ဟာတင်းတင်းတချာအင်းအားတိုးပွားနေပါတယ်အင်္ဂလိပ်ကလိုနီမှာအမျိုးသားရေးလှုပ်ရှားမှုကိုနှိမ့်နေတဲ့အခါအိန္ဒိယစစ်သားကိုအသုံးပြုဖို့အိန္ဒိယအမျိုးသားဝါဒီတွေကတောင်းဆိုနေကြနေဖြစ်ပါတယ်ဒါကြောင့်ဗမာမျိုးချစ်တက်မလို့ကိုဖျက်သိမ်းလိုက်မယ်ဆိုရင်ပေါ်ပေါက်လာမဲ့လက်နက်ကင်တော်လန်ရေးကိုနှိမ့်နေတဲ့စစ်အင်အားအင်္ဂလိပ်မှာရှိတော့မှာမဟုတ်ပါဘူး ဒီလိုအချိန်မှာဘူဂျုံအောင်ဆိုင်တို့အဖွဲ့ကိုတတိလင်္ကာနိုင်ငံကန်နီညုတ်ကိုလာဖို့စစ်တင်နာပြစ်ချုပ်မောက်ပတန်ကဖိတ်ခေါ်လိုက်ပါတယ်တတိလင်္ကာနိုင်ငံကန်နီညုတ်မှာ1945စက်တင်ဘာလ6ရက်9ရက်မှာကျင်းပတဲ့ညီလာခံကစစ်ပြီးကတက်မတော်တဲ့ပေါက်ဖွားလာပါတယ်အမြဲတမ်းတက်မတော်တဲ့အတူပေါ်ပေါက်လာတဲ့နိုင်ငံရေးနဲ့လူမျိုးရေးပြဿနာကိုဘီကလန်ဟန်ကသုံးသပ်တင်ပြထားပါတယ်စစ်တင်နာပြစ်ချုပ်မောက်ပတန်ဦးဆောင်တဲ့မဟာမိတ်အရာရှိတွေရဲ့မြန်မာပြည်တက်မတော်က အင်္ဂလိပ်တမှုတွေရဲ့ဗိုလ်ချုပ်အောင်ဆိုင်နဲ့ဗမာနုကျက်တပ်ဖွဲ့ကစစ်ဗိုလ်တွေရဲ့ဖက်စစ်စန့်ကျင်ရေးအဖွဲ့ကကိုယ်စားလှယ်တွေရဲ့ပြည်ဆောင်ဆွေးနွေးပြီးသဘောတူချက်ရယူတဲ့ညီလာခံဖြစ်ပါတယ်။ရည်ရွယ်ချက်ကအရင်ကမူအားချင်းသဘောတူခဲ့တဲ့အတိုင်းဗမာတက်နဲ့တိုင်းရင်းသားတက်ဆိုတဲ့စစ်တပ်နှစ်တပ်ပါဝင်တဲ့တပ်မတော်တက်ကိုတိဆောက်ဖို့ပါပဲ။နုကျက်ဗမာတက်မတော်သားတွေကြီးပါဝင်တဲ့တရင်ကတောင်းရင်အဖွဲ့ဝင်မဟုတ်တဲ့ဗမာရိသားပါဝင်တဲ့တရင်က တရင်ကရင်ကချင်နဲ့ချင်းကတရင်နှင်းစီ ုစုပေါင်းတရင်ဆယ်ရင်ရှိတဲ့တက်မတော်တက်ကိုဖွဲ့စည်းဖို့ကနေညီလာခံကဆုံးဖြတ်ခဲ့ပါတယ်။အင်အားတောင်းထောင်ရှိတဲ့အမြဲတမ်းတက်မတော်တက်ကိုတီထောင်တာပါပဲ။ဒီအထဲမှာ9000ကျော်ဟာမျိုးချစ်တက်မတော်ကလာမှာဖြစ်ပါတယ်။ရဲဘော်တုံးကျဲဝင်ဖြစ်တဲ့ဘူကျော်စောဥဆောင်တဲ့တရင်တော်ဘုံနေဝင်းဥစည်းတဲ့တရင်လေးဘူစီရဥဆောင်တဲ့တရင်ကစတဲ့တရင်တွေတီထောင်ရေးကိုဦးစားပေးဖို့လဲဆုံးဖြတ်ပါတယ်။ အမြဲတမ်းတက်မတော်ဦးစီးစင်မင်းကြီးဖြစ်အင်္ဂလိပ်စစ်တပ်ကဗိုလ်ချုပ်သောမတ်စ်ကဆောင်ရွက်ပါတယ်အပြောင်းရွှေ့မှာရွေးချစ်တပ်သားတွေမနစ်နိုင်ရအောင်ဗိုလ်ချုပ်အောင်ဆန်းတို့ကတောင်းဆိုပေမဲ့မရတာတွေရှိပါတယ်ရွေးချစ်တပ်သားကိုတက်ဖွဲ့လိုက်လက်ခံဖို့တင်ရပေမဲ့တူးချင်းလက်ခံဖို့သာအင်္ဂလိပ်ကဆုံးဖြတ်ပါတယ်အင်္ဂလိပ်စကားမတက်ရင်ယာရုတက်ဖို့မလွယ်တာမို့အင်္ဂလိပ်စာတက်တဲ့တိုင်းရင်းသားစစ်ဘုကသာယာရုတက်ဖို့အခွင့်အလမ်းများပါတယ်လေတက်မတော်အတက်မှာရှောက်ထားတဲ့ရွေးချစ်စစ်ဘုတွေက သုံးပုံတစ်ပုံလောက်သာဝင်ခွင့်ရပါတယ်။မြို့ချရဲဘော်အများစုဟာတောမတ်ဆက်တက်မတော်တက်မှာနေရာများကြပါဘူး။ဘုချုပ်အောင်ဆန်းဟာဘုချုပ်တောမတ်လက်အောက်မှာဒုတိယစစ်မင်းကြီးအဖြစ်အမှုထမ်းဖို့ညှိပယ်လိုက်ပြီး1945အောက်တိုဘာမှာစစ်တပ်ကထွက်လိုက်ပါတယ်။ဘုချုပ်တောမတ်ရဲ့တက်မတော်တက်ကိုဝင်ကျင်သူနဲ့ဝင်ခွင့်မရသူမြို့ချတက်မတော်သားတွေကိုစုပေါင်းတဲ့ပြည်သူရဲဘော်အဖွဲ့ကိုဘုချုပ်အောင်ဆန်းကတီထောင်ပြီးလူလက်ကြီးတက်ပွဲမှာပြည်သူအင်အားဖြင့်အသုံးပြုပါတယ်။ ကန်ဒီညီလာခံကဖွဲ့စည်းလိုက်တဲ့အမြဲတမ်းတက်မတော်တင်မှာဗမာစစ်တပ်နဲ့တိုင်းရင်းသားစစ်တပ်ဆိုတဲ့စစ်တပ်နှစ်တပ်ရှိနေပြီရွေချက်ချင်းမတူကြပါဘူးဗမာစစ်တပ်ကမြို့ချေရဲဘော်ဟောင်းတွေဟာလွတ်လပ်ရေးအတွက် အင်္ဂလိပ်ကလိုနီအစိုးရကိုအချိန်မရွေးတော်လှန်ပုန်ကန်မဲ့အနေထားမှာရှိပါတယ်အာနာယအင်္ဂလိပ်အစိုးရကို ကာကွယ်မဲ့သူဟာတိုင်းရင်းသားစစ်တပ်ပဲဖြစ်ပါတယ်ဒါကြောင့်စစ်ပီးကတက်မတော်မှာတအူးနဲ့တအူးတစ်ဖက်နဲ့တစ်ဖက်မယုံသင်္ကာဖြစ်တာဟာ စမ်းပါဘူးနိုင်ငံရေးခံယုံချက်ပြင်ထန်တဲ့စစ်ပေါ်တွေလည်းမမတက်ထဲမှာရှိပါတယ်စစ်ပြီးကဟာနိုင်ငံရေးနိုးကြားတက်ကြွဆုံးကာလဖြစ်တယ်လို့ဆိုနိုင်ပါတယ်ဂျပန်ဖက်စစ်ကိုတော်လန်တိုက်ခိုက်ခဲ့တဲ့ဖက်စပလအဖွဲ့ချုပ်ဟာလွတ်လပ်ရေးအတွက်အင်္ဂလိပ်ကိုပုတ်တက်နေတဲ့အချိန်လေးဖြစ်ပါတယ်ဖက်စပလအဖွဲ့တွေကကိုယ်လဲတဲ့သဘောထားနဲ့နိုင်ငံရေးပဋိပက္ခတွေဟာအပေါင်းအသင်းရောင်းရင်းတွေရှိရာမမတရင်တုံးရင်အထိရရက်ခက်လာပါတယ် ဗိုလ်ချုပ်အောင်ဆန်းကတော့နိုင်ငံရေးကံကဏ္ဍအကွဲပြဲမှာမပါပဲဖဆက်ပလအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်အမျိုးသားလှုပ်ရှားမှုကိုထိန်းချုပ်နိုင်ဖို့ကြိုးစားနေပုံရပါတယ်။ကန်ဒီစာချုပ်အရတက်မတော်တဲ့ဖွဲ့စည်းပြီးတနေ့အကြာ1946စက်တင်ဘာလမှာဘီယန်ကန်အဖက်ရန်ဆိုရဖွဲ့မှာဗိုလ်ချုပ်အောင်ဆန်းကာကွယ်ရေးတာဝန်ခံဖြစ်လာပါတယ်။လွတ်လပ်ရေးလှုပ်ရှားမှုအချိန်ဟောပြင်းထန်လာတာကိုစိုးရိမ်သူတွေလည်းရှိပါတယ်။ဒီကြလွတ်လပ်စွာနေထိုင်ရလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ မဟာမိတ်နဲ့လက်တွဲပြီးဂျပန်ကိုတက်ခိုက်ခဲ့တဲ့တိုင်းရင်းသားလူမျိုးစုတွေမှာဗမာကြီးစိုးမာကိုစိုးရင်သူတွေရှိပါတယ်ဂျပန်လက်နက်ချပြီးမကြမီ1945ဩဂတ်လမှာကရင်ကောင်းဆောင်ဆော့ဘာဦးကြီးနဲ့စစ်တနီလူနီကကရနီစတင်းလို့အမည်ရတဲ့ကရင်နိုင်ငံကိုတီထောင်လိုကြောင်းဒေါ်မန်စမစ်ရဲ့ကိုယ်စားလှယ်ဖုတ်ကိုပြောပြပါတယ်နောက်ပိုင်းမှာကရင်ကိုပိုင်အုပ်ချုပ်ရေးတိုင်းပြရဖို့တောင်းဆိုကြပါတယ်ဗမာနဲ့တိုင်းရင်းသားလူမျိုးစုက မိမိတို့မျောလင်းတဲ့အတိုင်းပြည့်မြောက်လာဖို့စူးစမ်းနေတော့မှာဗမာတက်နဲ့တိုင်းသားတက်ကိုဘလို့ကျူးကင်မလဲဆိုတဲ့တဒနာကိုအင်္ဂလိပ်ရင်ဆိုင်ရပါတယ်။နေဂျာစစ်တပ်ကိုအင်္ဂလိပ်အရာရှိသုံးမအင်္ဂလိပ်ကိုတစ္ဆာရှိတဲ့တိုင်းသားအရာရှိကကြီးကြပ်ဖို့စီစဉ်နိုင်ပေမယ်။ဗမာတရင်ရှိတဲ့ပြည်မစစ်တပ်ကိုဘလို့ကျူးကင်မလဲဆိုတဲ့တဒနာကိုအင်္ဂလိပ်ရင်ဆိုင်ရတာပါပဲ။ဒီပြဿနာကိုဖြေရှင်းရမှာကရင်စစ်တပ်ကိုအသုံးချဖို့ဆုံးဖြတ်လိုက်ပုံရပါတယ်။ ထိတ်တန်းရာတို့ကိုကရင်စစ်ဗိုလ်တွေကိုပေးလိုက်ရင်တမ်မတော်ဟာအင်္ဂလိပ်စန့်ကျင်တဲ့ဗမာစစ်ဗိုလ်လက်အောက်မရောက်နိုင်ဘူးလို့စင်မင်းကြီးတောမတ်စ်ကညှော်လင့်ခဲ့ပုံရပါတယ်။ဒါပေမဲ့ဒီတက်ကွင်းမှာကြောင်း1949ကရင်ဒေါ်လာရိတ်ကတက်သေးပြန်နေပါတယ်။အင်္ဂလိပ်ကိုလိုနီအစိုးရပြန်လည်အုပ်ချုပ်တဲ့1945အောက်တိုဘာလမှာလွတ်လပ်ရတယ်။1948ဇန်နဝါရီလအထိဖြစ်တယ်။နှစ်နှစ်ကျော်ကာလကိုလွတ်လပ်ရေးတိုက်ပွဲပြစ်ထန်တဲ့ကာလလို့ဗမာဘက်ကမြင်မိမယ်။ အင်္ဂလိပ်ဖို့ကတော့အုတ်ချုပ်လို့မရတဲ့စူပူကျန်းဖတ်တဲ့ကာလပါပဲအင်္ဂလိပ်အုတ်ချုပ်ရေးမတိမရောက်ဖြစ်နေတော့မှတတိလုံးမှာလက်နဲ့တွေပြက်နေတာမို့အကျန်းဖတ်မှုနဲ့တိုက်ခိုက်လူရိုက်မှုကလည်းဒီခေတ်မှာအများဆုံးပါပဲပုံရံသူဖက်စစ်ဂျပန်ကိုတော်လှန်ဖို့ရီမန်းချက်ချင်းမတူသူတွေယာယီလက်တွဲပြီးလက်နဲ့ကြိုက်တိုက်ပွဲဝင်ခဲ့ကြပါတယ်ဒါပေမဲ့စစ်ပြီးလို့နိုင်ငံရေးအရာနှလုံးရီတိုက်ပွဲစင်လို့ရမယ်အချိန်ရောက်လာတော့လေလက်နဲ့ကြိုက်ကျန်းဖတ်တဲ့စစ်တလေးကိုမဖြောက်ချနိုင်ကြပါဘူး ။ဒါကြောင့်သူတို့အဖို့နိုင်ငံရေးအောင်ပွဲဆိုတာဟာအယူအဆချင်းတူတူတွေဆိတ်ဆက်ညီနိုင်ပြီးအပေးကြီးလို့တာ။ပူပေါင်းဆောင်ရတာမဟုတ်တော့ပဲရန်သူကိုရှာပြီးအပြုတ်တိုက်တာသို့မဟုတ်လက်နဲ့ချခိုင်းတာပဲဖြစ်ကြောင်းမေဒီကလဟန်ကသုံးသပ်ထားပါတယ်။တီးလင်ကနိုင်ငံဂန်နီမျိုးမှာ1945စတင်မာလာအစောပိုင်းကကျင်းပခဲ့တဲ့ညီလာခံမှာစစ်ပြေးကတပ်မတော်တစ်ကိုဖွဲ့စည်းခဲ့ကြောင်းတပ်မတော်တစ်ထဲမှာပါဝင်တဲ့ဗမာလူ့ကျစ်တစ်ဖြစ်လဲ မမာတက်နဲ့တိုင်းသားတက်ဟာတမတော်ကိုကြီးစိုးဖို့တိုင်ဆိုင်ကြိုးပမ်းကြကြတယ်။လွတ်လပ်ရချိန်မှာတမတော်ထိတ်တန်းညာသူအလောင်းကိုကြင်အမျိုးသားနဲ့မမနွတ်ချစ်တက်ဖွဲ့ဝင်မဟုတ်တဲ့စစ်ဘိုးတွေကရယူထားပါလေ။စီဦးသူကဗိုလ်ချုပ်ကြီးစမေတော်လေးတက်ဦးစီးကဆော့ရှိရှိုးစစ်စင်ရေးမှုကအင်္ဂလန်နိုင်ငံဆန်ဟာဗိုလ်တင်တန်းကျောင်းဆင်းဗိုလ်မှူးဆရာတို့စစ်တော်ချုပ်ကစောဒန်ဒီစတဲ့ကရင်အမျိုးသားတွေဖြစ်ကြပါလေ။ထောက်ပို့ရင်းနဲ့အချက်ပြဆက်သွယ်ရေးတက်ဖွဲ့တွေမှာလည်း ရင်အရာရှိနဲ့ကရင်စစ်သားကလူများစုပါပဲကရင်တရင်သုံးရင်ကချင်တရင်နှစ်ရင်နဲ့ချင်းတရင်နှစ်ရင်ကစစ်ဘိုလ်စစ်သားတွေကိုအင်္ဂလိပ်ကစုဆောင်းခဲ့တာပါလူလေရကြိမ်မှာကရင်အရာရှိနဲ့အင်္ဂလိပ်စစ်မရှင်ဖွဲ့ဟာဩဇာအရှိဆုံးဖြစ်နေပါလေ1949ဇန်နဝါရီ14ရက်နေ့မှာကျင်းပတဲ့တမူးညီလာခံကိုတက်ရောက်တဲ့ထိတ်တန်းအရာရှိ33ဦးထဲမှာဗမာစစ်ဘိုလ်က၄ဦးသာရှိပြီးကြံတမှုတွေဟာတိုင်းရင်းသားအရာရှိတွေဖြစ်ပါတယ် ရဲအဖွဲ့မှာလဲစစ်မဖြစ်မီကလေးကအမှုထမ်းခဲ့တဲ့အင်္ဂလိပ်ဗမာကဗျာအင်္ဂလိပ်ကလားကဗျာဘရကားတတားနဲ့ကရင်အမျိုးသားတွေကပဲကြီးစိုးပါတယ်စစ်တွင်းကလာတချာလုံးဂျပန်ကိုတိုက်ခိုက်ခဲ့တဲ့ကရင်တောက်ကြားတွေဟာစစ်ပြေးသွားပြီမယ်လက်နက်ကိုင်ဆောင်ထားဆဲဖြစ်ပါတယ်ကရင်အကျိုးစီးပွားကိုကာကွယ်ဖို့လိုတယ်လို့ကရင်ကောင်းဆောင်ပိုင်းကယူဆတာမို့1949ဖေဖော်ဝါရီလမှာ KNU ကကရင်အမျိုးသားအစည်းအရုံးကိုတည်ထောင်ပါတယ်နောက်တော့ KNU လက်အောက်ခံ KNDO ကရင်အမျိုးသားကာကွယ်အဖွဲ့ဆိုတဲ့ကရင်ပြည်သူ့စစ်ကိုဖွဲ့စည်းပါတယ်။ဒါကြောင့်လူလည်ရဖို့ဖဆပလအဖွဲ့ချုပ်ကကျိုးပိုင်းနေချိန်မှာဖဆပလရဲ့သစ္စာကံမဟုတ်တယ်။လက်နက်ကန်အဖွဲ့တွေအများအပြားရှိနေပါတယ်။တပ်မတော်အစ်ကိုဥဆောင်နေတဲ့ကရင်နဲ့အင်္ဂလိပ်ရာရှိတွေကိုဗမာစစ်ဘုတ်အတိုင်းဝိုင်းကမယုံသင်္ကာဖြစ်နေပါတယ်။တပ်မတော်မှာကရင်စစ်ဘုတ်ကြီးစိုးနေတာကိုဗမာစစ်ဘုတ်ကမကြိုက်ပါဘူး။နိုင်ငံခြားအကူအညီရကြပြီးကရင်က အစပလာကိုထွက်ချလိမ့်မယ်ဆိုတဲ့ကောလာဟာလာကိုဗမာသတင်းစာတွေကမကြာခဏဖော်ပြကြပါတယ်။ဗမာကောင်းဆောင်တဲ့တက်မတော်ပေါပေါရေးကိုကနေညီလာကန်ကညီမှန်းခဲ့ပေးမယ်။လက်တွေ့မှာတော့ကရင်ကြီးစိုးနိုင်အောင်အင်္ဂလိပ်စစ်မရှင်ကဖန်တီးနေတယ်လို့ဗမာစစ်ဗိုလ်တွေကယူဆပါတယ်။ဗမာတရုံတွေမှာဗမာစစ်ဗိုလ်ရှိပေမဲ့အင်္ဂလိပ်ရရှိလက်အောက်မှာအမှုထမ်းရတာပါ။ဒါကြောင့်တက်မတော်အတင်မှာဗမာစစ်ဗိုလ်မကြီးစိုးနိုင်အောင်အင်္ဂလိပ်စစ်မရှင်ကတမင်လုပ်နေတယ်လို့ဗမာဘက်ကယူဆပါတယ်။ ဖြစ်နိုင်ရင်ဗမာစစ်ဘုအလုံးကိုတက်မတော်ကထုတ်ပြဖို့တော့အင်္ဂလိပ်စစ်မရှင်ကလုံနိုင်ကြောင်းဗမှုချုပ်ဟောင်းမောင်မောင်က1992မေလ9ရက်နေ့ကပြောပြတာကိုလည်းမေရီကလန်ကပေါ်ပြထားပါတယ်တက်မတော်ကဗမာစစ်ဘုထဲမှာလဲကွန်မြူနစ်စစ်ဘုနဲ့ကွန်မြူနစ်မဟုတ်တဲ့စစ်ဘုဆိုပြီးအုပ်စုနှစ်စုရှိပါတယ်တကယ်တော့တက်မတော်အရာရှိ25ရာခိုင်နှုန်းကသာဖာစာပလအဖွဲ့ကိုထောက်ခံတာဖြစ်တယ်လို့1948ဖေဖော်ဝါရီ9ရက်နေ့ထုတ် အင်္ဂလိပ်စစ်မရှင်အစင်ခန်းစာမှာဖော်ပြထားပါတယ်။တက်မလို့အဲ့မှာဗမာစစ်ဖို့အရင်ပါတာကိုဗမာခေါင်းဆောင်မင်းကသဘောပေါက်ပါတယ်။အင်္ဂလိပ်နဲ့တောက်လျှောက်လက်တွဲခဲ့တဲ့ကရင်စစ်ဖို့တွေတက်မလို့အဲ့မှာကြီးစိုးနေတာကိုအန်နေရဲလို့ဗမာဘက်ကယူဆပါတယ်။ကရင်နဲ့အင်္ဂလိပ်ခေါင်းဆောင်နဲ့တက်မလို့တစ်ထက်ကိုမဝင်ကျင်သူနဲ့ဝင်ခွင့်မရသူတွေကိုစူပောင်းပြီးဗိုလ်ချုပ်အောင်ဆန်းကပြည်သူရဲဘော်အဖွဲ့ကိုတီထောင်လိုက်ပါတယ်။ပြည်သူရဲဘော်ဟာဟဆပလလက်အောက်ခံဖြစ်ပေမဲ့ ဘူဂျိုအောင်ဆိုင်ရဲ့ကိုပိုင်စစ်တပ်အဖြစ်ထုတ်ရှားတယ်လို့မယ်ရီကလဟန်ကသုံးသပ်ပါတယ်။လွတ်လည်ရချိန်မှာပြည်သူရဲဘော်တသိန်းတော်ရှိလာပြီးအစိုးရကိုစန့်ကျင်တဲ့ရဲဘော်ဖြူနဲ့ထောက်ခံတဲ့ရဲဘော်ဝါဆိုပြီးနှစ်ချမ်းကွဲသွားပါတယ်။ဒီတော်တွင်ကာကွယ်ရေးဝန်ကြီးဘူလက်ရနဲ့ကရင်စီဦးသိကျုပ်ဘူဂျိုကြီးစမစ်တွန်းတို့ရဲ့လက်အောက်ခံမဟုတ်တယ်။ကိုပိုင်အရန်တပ်ဖွဲ့ကိုတီထောင်ဖို့အနာရဆိုရှယ်လစ်ပါတီကစီစဉ်ပါတယ်ဆိုရှယ်လစ်ပါတီခေါင်းဆောင်ဦးကျော်ညိုင်အိမ်မှာမမခေါင်းဆောင်အချို့ မကြာခဏဆုံးတွေ့ကြပြီးကရင်နဲ့အင်္ဂလိပ်ကြီးစုတဲ့တက်မတော်ကိုအသွင်ပြောင်းဖို့ဆွေးနွေးကြောင်းနောက်အခါမှာဗိုလ်ချုပ်မမောင်အဖြစ်ထင်ရှားလာတဲ့ဗိုလ်ကြီးမမောင်ရဲ့1949နေ့စဉ်မှတ်တမ်းမှာပေါ်ပြထားပါတယ်။ကွန်မြူနီစစ်ဘိုလ်ကအနေနဲ့ပြနေတာကိုဆွေးနွေးကြပါမယ်။ကရင်စစ်ဘိုလ်နဲ့အင်္ဂလိပ်လူတော်ကြီးဗိုလ်လက်ရာကိုဖယ်ရှားနိုင်ရေးကိုသာအဓိကဆွေးနွေးကြောင်းဗိုလ်ကြီးမမောင်ရဲ့နေ့စဉ်မှတ်တမ်းမှာပေါ်ပြထားတာကိုကူကားထားပါတယ်။1949ဩဂုတ်လ10ရက်နေ့မှာ ဦးကျော်ငိမ်ပြည်ထရေးဝန်ကြီးဖြစ်လာတဲ့အခါမှာဆိုရှယ်လစ်ပါတီနဲ့ဖဆပလတစ္ဆာကံကိုပါအရန်တရင်တည်ထောင်ဖို့အခွင့်အလမ်းပေါ်ပေါက်လာပါတယ်။ကိုမျိုးနေမဟုတ်တဲ့ပြည်သူရေးပေါ်နဲ့တမတော်အစ်တဲ့ဝင်ခွင့်မရသူတွေကိုစီယုံတင်သွင်းပြီးအထူးအရန်ရဲတပ်ဖွဲ့တည်ထောင်ဖို့ဖြစ်ပါတယ်။ဘုံမောင်မောင်ဘူအောင်ကြီးဘိုးခင်မောင်ကလေးဘုံနေဝင်းနဲ့ဦးကျော်ငိမ်တို့1949ဩဂုတ်လမှာတွေ့ဆုံပြီးစစ်ရဲတပ်ဖွဲ့တည်ထောင်ဖို့ဆွေးနွေးပါတယ်။စစ်ရဲတရင်တည်ထောင်ပြီး ပါတီကိုကြားကန်တဲ့ကိစ္စကိုဘိုလက်ရာကဘလို့လားဘူးလို့ဆိုရှယ်လစ်တွေဘက်ကယူဆပါတယ်။ကရင်အမျိုးသားနဲ့အကျင့်ကျက်ဗမာတွေကိုရဲအဖွဲ့ကထုတ်ပြဖို့ဥကြုံငင်းကဘိုလက်ရာကိုညွှန်ကြားပြီး1948မေလမှာအိန္ဒိယကိုစစ်ကူထွက်သွားပါတယ်။ယာယီပြည်ထရေးဝန်ကြီးတုတ်တဲ့ဘိုလက်ရာဟာဥကြုံငင်းရဲ့ညွှန်ကြားချက်ကိုစန့်ကျင်ပြီးရဲအဖွဲ့ကကရင်နဲ့အကျင့်ကျက်ဗမာတွေကိုစီးရဲထဲသွင်းလိုက်ကြောင်း1984စက်တင်ဘာ28ရက်က ဥကြုံငယ်ညောင်းပြန်ပြောဆိုတာကိုဗိုလ်ချုပ်မောင်ကမှတန်းတင်ထားပါတယ်။စပီးခေပြန်လဲဖွဲ့စည်းရတဲ့တက်မတော်ထဲမှာဗမာတက်နဲ့တိုင်းရင်းသားတက်အကြားတင်းမာမှုရှိနေတာ။တာမန်တက်တွင်းပြဿနာဖြစ်တဲ့အတွက်တစ်ဖက်နဲ့တစ်ဖက်စိတ်ဆက်ညှိနှိုင်းဆွေးနွေးပြီးအပေးယူလို့လိုက်ရင်ပြည်လဲသွားနိုင်ပါတယ်။ဒါပေမဲ့ပြည်တွင်းစစ်ကာလမှာပြဿနာဖြစ်လာတာကြောင့်တက်မတော်ထဲကကရင်ဗမာတင်းမာမှုဟာပေါက်ကွဲတဲ့အခြေအနေထိရောက်ရှိသွားပါတယ်။အင်္ဂလိပ်လက်အောက်ကစပီးခေတက်မတော်ဟာ လွတ်လပ်ရေးမရမီကတည်းကသဘုံနှင်းနှင်းမှာပါဝင်ခဲ့ပါတယ်။အကြောင်းကတော့လွတ်လပ်ရေးမရမီကတည်းကကွန်မြူနစ်တွေသဘုံထားခဲ့လို့ပါပဲ။စစ်ပြေးကဆိုရလန်းစင်ကလည်းကိုလိုနီကစ်ကအတိုင်းစစ်အင်အားတုံးပြီးသဘုံကိုအပြတ်ရှင်းဖို့ဖြစ်ပါတယ်။လွတ်လပ်ရတော့လေဒီလန်းစင်ကိုပဲဆက်သုံးပါလေ။ဒါပေမဲ့ပြည်တွင်းစစ်ဖြစ်တဲ့အတွက်တပ်တော်တွေကကရင်ဗမာပြည်ထနာဟာပုံမပြင်းထန်လာရပါတယ်။1946နဲ့1949အကြားဖြစ်ပွားတဲ့ကွန်မြူနစ်တိုက်ခိုက်ရေးစစ်ပွဲတွေမှာ ်အင်္ဂလိပ်စစ်ဗိုလ်ရဲ့အကြံပေးချက်အရကျမတော်ကရင်ခေါင်းဆောင်မိုင်းဟာကြီးဝတဲ့ကိုမြေလံမိရှုစနစ်နဲ့တိုက်ခိုက်ပြီးကွန်မြူနီလိုအတင်ကားတဲ့ရွာသူရွာသားတွေကိုပြစ်တက်လေရှိကြောင်းတရင်သုံးအရာရှိဟောင်းဗိုလ်မှူးကြီးချင်းနိုင်ကပြောပြပါတယ်ကွန်မြူနီနှိမ့်နေရေးစစ်ပွဲမှာအသက်ခံရသူအများစုဟာတာမန်ရွာသူရွာသားနဲ့တန်ငါတော်တွေသာဖြစ်ပြီးကွန်မြူနီမဟုတ်ဘူးလို့ငိမ့်စားဗိုလ်မှူးကြီးချင်းနိုင်ကပြောပါတယ်ဒီလိုမြေလံမိရှုစနစ်ကျင်းသုံးနေတာဟာတောင်သူလူသမားကို ဖဆပ်ပလာအစိုးရကဖိနှိပ်ကြောင်းတခင်ဆိုးပြနေတာကိုမှန်ကန်ကြောင်းအတည်ပြုတယ်လို့ဖြစ်နေပါလေဖဆပ်ပလာအစိုးရကိုကာကွယ်တဲ့အနေနဲ့ကုမ္ပဏီတပုံကိုကရင်တရင်တွေကတိုက်ခိုက်နေပြီမယ်ဖဆပ်ပလာအဖွဲ့ကဆိုရှယ်လစ်နဲ့ဆိုရှယ်လစ်စစ်ဘိုတွေကတော့ကရင်စစ်တပ်ကိုတန်တရားရှိနေကြပါလေကွန်မြူနီတပုံကိုဘလို့နှိမ့်နှင်းပြီးကရင်စစ်ဘိုတွေတက်မတော်ကိုမှုလမ်းမှုနိုင်အောင်ဘလို့လုပ်မလဲဆိုတဲ့ကိစ္စကို1948ဂျွန်လောက်ကစပြီးဗမာစစ်ဘိုတွေအလေးနဲ့စဉ်းစားလာကြပါလေ ရုပ်စုထဲမှာဗမှုချုပ်နေဝင်ဗမှုကြီးစီရဒုဗမှုကြီးရဲထွတ်ဒုဗမှုကြီးတင်မောင်ဗမှုချစ်မြိုင်ဗမှုထွန်းစိန်နဲ့ဗမှုတင်ဦးတို့ပါဝင်ကြပြီးကွန်မြူနစ်ဆိုရှယ်လစ်နဲ့ဗမာတပ်ကိုပေါင်းစည်းနိုင်လိမ့်မယ်လို့ညှော်လင့်ကြပါတယ်သူတို့ရဲ့ကလန့်ချက်ကိုကွန်မြူနစ်ကပချလိုက်တော့မှ တက်မတော်ကိုကရင်နဲ့အင်္ဂလိပ်လက်ကဆွတ်ထုတ်ဖို့ကိစ္စဟာပထမဦးစားပေးဖြစ်လာပါတယ်ပိုလဲရကိုကာကွယ်ရေးဝန်ကြီးချုပ်ကဖယ်ရှားဖို့အဓိကထားပါတယ် ဗိုလ်လက်ရာကိုထုတ်ပြဖို့ဗိုလ်နေဝင်းနဲ့ပေါ်စရာကဝန်ကြီးချုပ်ဦးနှုကိုနားချပါတယ်ဗိုလ်လက်ရာနေရာကိုလူစားထိုးရင်သူတို့နှစ်ဦးတည်းကတဦးပဲဖြစ်ရမယ်လို့လည်းသဘောပေါက်ထားကြပါတယ်ဒီကိစ္စကိုဗိုလ်နေဝင်းနဲ့ပေါ်စရာတို့ကဦးနှုကိုတင်ပြတည်တယ်နော်ဗိုလ်စရာဟာဦးနှုအိမ်ကိုနောက်တစ်ခေါက်ပြန်သွားပြီးသူ့ကိုယ်သာကာကွယ်ဝန်ကြီးခန့်ဖို့တောင်းဆိုပါတယ်ဒီအကြောင်းဗိုလ်နေဝင်းသိတဲ့အခါဗိုလ်စရာကိုတစ္ဆာဖောက်ဖြစ်တတ်မှတ်လိုက်ပါတယ်အဲ့ဒီနောက်ပိုင်းဗမာစစ်ဘိုလ်တွေထဲမှာ အကွဲအပြစ်ဖြစ်ပြီးဗမာတရင်တဝက်လောက်အပုံထတဲ့အထိဖြစ်ကုန်ကြောင်းဥလူဗမုကြီးချင်နိုင်တယ်ဗိုလ်ချုပ်မောင်တို့ရဲ့ပြောပြချက်တွေနဲ့မတန်းတွေကိုကိုကပြီမေရီကလန်ကဟောပြထားပါတယ်1948မလမှာဘကပကွန်မြူနစ်ပါတီအပုံထပြီးဇူလိုင်နဲ့ဩဂတ်စတာတွေမှာကွန်မြူနစ်စစ်ဘုတ်တွေခေါင်းဆောင်တဲ့ဗမာတရင်နှရင်တော့ကိုသွားပါတယ်ကွန်မြူနစ်စစ်ဘုတ်တွေတော့ကိုသွားတဲ့နောက်ပိုင်းတမတော်ကရင်ခေါင်းဆောင်ပိုင်းနဲ့ဗမာစစ်ဘုတ်တွေအကြားဆက်ဆံရေး ပို့ပြီးတင်းမာလာပါတယ်။ဗမာစစ်ဗိုလ်စစ်သားတွေတောက်ကိုသွားတာကြောင့်တက်မတော်မှာဗမာစစ်ဗိုလ်ဦးကြီးအတော်နေသွားပါတယ်။ကွန်မြူနစ်နှိမ့်နှင်းစစ်ပွဲမှာကရင်ဗိုလ်ချုပ်စိုးကြတော်နာမည်ရတဲ့အချိန်ဖြစ်ပါတယ်။ကွန်မြူနစ်နှိမ့်နှင်းရေးကိုအာယုံစိုက်နေရတဲ့ဝန်ကြီးချုပ်ဦးနုကိုကရင်ခေါင်းဆောင်ဘက်ကစီးယုံနေတဲ့အချိန်ကဖြစ်လို့တက်မတော်ကိုကရင်စစ်ဗိုလ်တွေကချုပ်ကင်တော့မဲ့အချိန်နေပါပဲ။ဒါကြောင့်တက်မတော်အတွင်းပြင်ကဆိုရှယ်လစ်အုပ်စုဟာပါတီတစ္ဆာကန်တဲ့ဖွဲ့စည်းရေးကိုဦးစားပေးလာပါတယ်။ ဆိုရှယ်လေးကောင်းဆောင်ဦးကျော်ညင်းရဲ့ပြည်ထရေးဌာနအောက်မှာဖွဲ့စည်းထားတဲ့အရန်ရဲတပ်ဖွဲ့တွေစုပေါင်းကစစ်ဝင်တဲ့တပ်ဖွဲ့ဖွဲ့စည်းပြီးဘူအောင်ကြီးကိုဦးဆောင်ခိုင်းပါတယ်။ဦးမြင့်နေတဲ့ကရင်ကိုစတင်ပြီးဆိုရှယ်လေးပါတီကိုသာဥစ္စာရှိတဲ့စစ်ဝင်တဲ့တပ်ပဲဖြစ်ပါတယ်။ဒီလိုပါတီကပိုက်ဆောင်တပ်ဖွဲ့ဖွဲ့စည်းတာကိုကာကွယ်ဝင်ကြီးပိုလဲရကအကြီးအကျယ်ဝေဖန်ရှုတ်ချလိုက်ပြီးနောက်ဆုံးရာထူးကနှုတ်ထွက်တဲ့အထိကန့်ကွက်ဆန္ဒပြသွားပါတယ်။ဖဆက်ပလာဆိုရကတပ်မတော်နဲ့ရဲအဖွဲ့ကိုမယုံကြည်လို့ စစ်ဝန်ထမ်းတစ်ဖွဲ့ဖွဲ့တာလားစစ်ဝန်ထမ်းတစ်ဖွဲ့မှာပါဝင်နေသူတွေဟာရာဇဝတ်သားလူစုတပြားနဲ့နိုင်ငံရေးအယောင်အသွေးအမျိုးမျိုးရှိသူတွေမို့တနည်းကြရင်ဆိုရှယ်လစ်အုပ်စုနဲ့ဆိုရှယ်လစ်စနစ်ရဲ့အုပ်စုတွေအကြားအကြီးအကျယ်စစ်ဖြစ်လိမ့်မယ်လို့ဗိုလ်လိုက်ရာအစိုးရခန်းစားရေးထားတာကိုရန်ကုန်ရှိအင်္ဂလိပ်တန်ရုံးကလန်ဒန်နိုင်ငံခြားရေးဌာနကိုအေးပို့တဲ့1948စက်တင်ဘာ9ရက်နေ့စွဲပါတန်ကျိုးစာမှာပေါ်ပြထားပါတယ်စစ်ဝန်ထမ်းတစ်ဖွဲ့ကိုခရိုင်၁၈ခရိုင်မှာဖွဲ့စည်းပြီး ဘူနေဝင်းရဲ့တရင်လေးကစစ်ဘိုလ်စစ်သား96ရာတရင်ကကစစ်ဘိုလ်စစ်သား69ရာကိုတနန်းစရာတွေအဖြစ်စစ်ဝင်တက်မှာယာယီအမှုထမ်းစေပါတယ် KND ကိုကရင်ကကွေးတက်ဖွဲ့နဲ့တက်မလို့ကရင်တရင်ကိုပဆပ်ပလအစိုးရကမယုံသင်္ကာတက်လာလေလေဘူအောင်ကြီးရဲ့စစ်ဝင်တက်ကိုလို့ချက်လေလေမို့1949ရောက်တော့စစ်ဝင်တက်ရဲ့26ရင်းစုစုပေါင်းအင်အား1300ရှိနေပါပြီ။ ထိန်းလို့မရတဲ့တပ်ဖွဲ့တွေလည်းရှိလာကြောင်းစစ်ဝန်ထမ်း1200လောက်ဒုက္ခသွားတဲ့နောက်ပိုင်း1950တည်းမှာခရိုင်ကူးခရိုင်ကစစ်ဝန်ထမ်းတပ်ရင်းတွေကိုဖျက်သိမ်းလိုက်ပါတယ်တက်မတော်ခရိုင်ခေါင်းဆောင်ပိုင်းနဲ့ဗမာစစ်ပုတ်တွေဆက်ဆံရေးအဆင်မပြေဖြစ်နေတော့ကွန်မြူနစ်ပါတီတပုံထားတဲ့အခါမှာတိုင်းရင်းသားတပ်ရင်းတွေကိုတုံးပြီးနှိမ်နင်းပါတယ်ဒီလိုအခြေအနေမှာကွန်မြူနစ်စစ်ပုတ်ဥဆောင်တဲ့ဗမာတပ်ရင်းနှင့်ဒုက္ခပြန်တဲ့အတွက်ကရင်ဗမာဆက်ဆံရေးချင်းတွေဟာကောင်းမွန်မလာတော့ပဲ ပို့ပြီးတော့သာစိုးဝါလာကြောင်မေရီကလဟန်ကသုံးသက်ထားပါတယ်